။အဲဆိုကျွန်တော်တို့စစ်တပ်ကနေသွားတဲ့လူတွေတောင်မှဟိုဘက်ရောက်နေဆိုတော့ပူချမ်းမ်းတည်တယ်။ဟိုဒုက္ခတွေကပူများတယ်ဗောနော်။ မင်္ဂလာပါ BBN TV Play ရဲ့ podcast season ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီနေ့တော့ရေတက်စီဂျန်ကိုမျိုးတန်အောင်ဖိတ်ခေါ်ထားပြီးတော့သူရဲ့စီဂျန်အတွေ့အကြုံတွေကိုကျွန်တော်မင်းမြတ်တင်ဆက်သွားမှာဖြစ်ပါတယ်ဗျမင်္ဂလာပါကိုဟုတ်မင်္ဂလာပါဟုတ်ကိုနာမည်နဲ့ချက်မိတ်ဆက်ပြပအောင်ကျွန်တော်ကတော့ရေတက်စီဂျန်မျိုးတန်အောင်ကိုကဟိုင်းကြီးကနေပြီးရောဥစားဒီရန်ကုန်တောင်ဝင်းထဲသွားနေချိန်မှာထွက်ထွက်ဖြစ်တာလားမဟုတ်ဘူးဟိုင်းကြီးကနေကျွန်တော်တို့တင်မောအရင်ဟိုင်းကြီးမှာနေနေကျွန်တော်ကတင်မောကတောက်တင်ရမယ်ပေါ့နော် ထောက်တင်ရမယ်ဆိုတော့ရန်ကုန်လာရတာကိုကျွန်တော်တို့တင်မိုးတွေကြတော့ထောက်တင်ရန်ကုန်မှာတင်ရရန်ကုန်ရောက်ရန်ကုန်မှာထောက်တင်တယ်ထောက်တင်ပြီးတဲ့အချိန်မှာရေဘော်ပြင်ဆင်ရေးလုပ်မယ်ဆိုတော့ကျွန်တော်တို့တင်မိုးကဟိုဒီရတခမှာနေရာမရှိတော့ကျွန်တော်တို့ကရှုခင်းတာကိုရှုရတာဂီတာရှုခင်းတာပွိုင်းမှာပေါ့အဲရေဘော်ပြင်ဆင်ရေးဆက်လုပ်နေရဆက်လုပ်နေတဲ့အချိန်မှာကျွန်တော်အနာတိန်လိုက်တဲ့အနာတိန်လိုက်တော့ကျွန်တော်စီရင်လုပ်ဖြစ်တာ မကိုရဲအောင်ဥစ္စာဒီအာနာသိမ့်ပြီးတော့စီရင်လို့အိုးဆောတဲ့တွေးထားရပြီရှိလားအာနာသိမ့်နေရလားအာအာနာသိမ့်လိုက်တော့ပေါ့ရှိရပါဘို့ရှိလို့လေဒါကျွန်တော်ကကျွန်တော်မိန်းမနဲ့ကလေးကိုကျွန်တော်ကစီစဉ်ကြပဲကျွန်တော်ရွှေ့တာပေါ့အရင်ကျွန်တော်ကလိုင်ငန်းနဲ့နေတာလေလိုင်ငန်းနဲ့နေတော့အဲလိုအာနာသိမ့်ပြီးတဲ့ချိန်မှာကျွန်တော်ကလေးကိုကိုဖေးအကြောင်းပြကြီးတောဖို့ပဲဟုတ်နောက်တစ်ချက်ကျွန်တော်မိန်းမကိုကကြတော့ခွင့်မရတော့ ဟာဆုံးတယ်ဘောနော်ဖုန်းဆုံးတယ်ဗာဆုံးတယ်ဆိုတော့ကနေဖုန်းဆက်ခိုင်းတော့တော့ဖုန်းဆက်ခိုင်းပြီးတော့ကျွန်တော်မိမကိုခွင်လောက်ခိုင်းပြီးတော့ချိုးဟာလေးပေါ့ဟိုယူဟာခိုင်းပြီးတော့ပြန်ခိုင်းတော့ပို့လိုက်တယ်အဲ့ဒီလွတ်လိုက်ဟာအဲ့ဒါပြီးတော့မှကျွန်တော်ကထွက်ဖို့ကရှင်းပြောရင်ကိုကကျွန်တော်ကကျွန်တော်နဲ့တမောမတူအဲ့ဒီအတူတူထွက်လာတဲ့ညီလေးကကျွန်တော်ရာသခအဲ့ဒီဒီတာလီရမှာကျွန်တော်ကအပေါကင်းဆိုတာရှိတယ်တမောတစည်းကိုနှစ်အောင်နှစ်ယောက်စီတော့သွားဟုတ် အလှကြကျူကင်းသဆောင်ရတာအညီလေးနဲ့တပြန်တွေ့တဲ့အချိန်မှာသူကလည်းအဲ့လိုပေါ့အာနာသိန်းအောင်မကြိုက်ဘူးသူကလည်းလစ်ချင်တာကျွန်တော်ကလည်းအဲ့ဒီအစားရတဲ့လည်းစီစဉ်ရှိရလို့ဆိုတော့မှသူနဲ့ကတိုင်ပင်ပြစ်သွားတာပေါ့တိုင်ပင်ပြစ်ပြီးတော့စီစဉ်လုံးဖြစ်သွားတာကိုဦးဆောင်အဲ့ဒီလိဂီကိုတွေပါရောနေခဲ့ဘူးလားအဲ့ဒီကာလကျွန်တော်စီစဉ်နေပြီးတော့ပြီမလာတဲ့သူတွေဆိုရင်လိဂီကိုအဓိကပို့ကြဆိုတော့လေ အဲကျွန်တော်တို့ကကြတော့အဲ့လိုအချိန်ဆက်နဲ့တွားတာမဟုတ်ဘူးကျွန်တော်တို့ရင်းကျွန်တော်တို့ဟန်နေပဲကျွန်တော်တို့က KNU ကအဲဆက်ဆံရေးရတိုက်ရိုက်ဟိုတိုက်ရိုက်တိုက်ရိုက်ရတော့မဟုတ်ကျွန်တော်နဲ့စီဂျန်လှုပ်တဲ့ကောင်ရဲ့ညီက NGO မှာလှုပ်တာဟောအဲ့ဒီ KNU ဆက်ဆံရေးမှာလှုပ်တဲ့အကူရဲ့ညီကလည်း NGO မှာလှုပ်တာဟောသူတို့ချင်းချင်းချင်းနေနေတော့ကျွန်တော်တို့ချိန်ပြီးတာပေါ့ချိန်ပြီးတော့ကျွန်တော်တို့ကအဲ့လိုမျိုးဂျားကန်ဟိုအဖွဲ့စည်းတွေနဲ့မချိန်တော့ဘူးဂျားကန်ညီတွေနဲ့ချိန်မိပြီးတော့ KNU စီတိုက်ရိုက်ရောက်သွားတာဟော အဲ့ဘူးဥစားလေး2021ဘဏ္ဍာလပိုင်းတော့၅လပဲအစောပဲအစောပေါ့ဟုတ်အဲ့အဲ့ဒီကတောင်ပိုင်းရောက်သွားတယ်ဒီတောင်ပိုင်းမှာဆိုကျွန်တော်တို့အတိက2021 12လပိုင်းလောက်ညာဒီ၄ကီကိုပွဲတွေပါဖြစ်တာဆိုလေအဲ့ဒီအချိန်မှာကျွန်တော်တို့ကဟိုအဖိုးရန်နိုင်စီမှာရောက်နေတယ်ဟောရောက်နေဟုတ်တော်တဲ့ရောက်နေပေါ့ဘလူးလို့ရောက်ဖြစ်သွားအောင်တော်တဲ့ကကြတော့ရွာထဲမှာကျွန်တော်တို့ကအဲ့ဒီဟိုဘယ်လိုပြောမလဲကျွန်တော်စီဒီယန်နေဆူထားနေရပါဘောစီဒီယန်နေဆူထားနေရမှာ PDF တွေလည်းဆူတယ်ပေါ့နော် စုနေတယ်ဟိုလာတဲ့ကလေးတွေအဲဒီပို့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 ထားတယ်ပေါ့ကျွန်တော်တို့ကအဲ့မှာကလေးတွေကိုနေပါဟိုတင်ပြီးကိုနိုင်တာလဲဝိုင်းကူရင်ဟိုရိတ်ခါတွေပါရည်လဲအဲ့လိုပေါ့ဝိုင်းကူလုတ်ပြင်းနေနောက်ဆုံးကျွန်တော်တို့တိုက်ခိုက်ရေးပဲသွားမယ်ဆိုတဲ့အချိန်မှာအဖိုးရန်နိုင်အဖိုးမိသူကနေမှတစင်ပေါ့အဖိုးရန်နိုင်ပြောပြတာပေါ့အဖိုးရန်နိုင်ကခိုးနေပြီးမျက်နှာနဲ့ကျွန်တော်တို့သူ့ဘော်ကြီးကခေါ်ထားလိုက်တယ်ဟုတ်ဟုတ် ဥစ္စာဒီလေးရောပွဲပြီးတော့ပါတော့မပါဘူးတိုက်ပွဲရောမပါဘူးအဲ့ချိန်မှာကျွန်တော်တို့ကသူ့နာတော့ရောက်နေပြီပေါ့သူ့နာမှာပဲနေနေရတာဟုတ်ဟုတ်အဲ့ဖူးရနိုင်ဆိုဥစ္စာအဲ့ဘုဒ္ဓဘောတို့တခြားအဲ့ဒီတောင်ပိုင်းရဲ့လုံးအဲ့ဒီကာလမှာနမင်ကြီးရဲ့ဥစ္စာတွေနဲ့တွေ့တွေ့ဘူးလားကြုံဘူးလားကြုံမှုပါတယ်ဟိုဘုရားဘောဘုရားဘောအဲ့ဘုမှုကြီးပြီးရင်ဘုရဲ့စေဝါဘုရဲ့စေဝါနဲ့ဟုတ် သူတို့နဲ့လည်းဟိုနင်းနီးကက်ကက်လည်းတွေ့ဘူးရယ်ဟိုဂျုံလည်းဂျုံခဲ့ဘူးရယ်ဗောနော်ဘူရာဘောလို့ပါအောင်လဲဆိုစကားတွေပါရည်လည်းပြောဘူးရယ်သူတို့စနိုက်ပါဘုံတွေပါရည်မှာထမင်းတွေပါရည်လည်းသစားဘူးရယ်ဗောဟုတ်ဟာဖိုးကြီးနဲ့လိုက်ရင်လည်းဗောထမင်းခေါ်ကြည့်ရယ်လိုက်စားဒီခါလေးအဖိုးခေါ်ရင်ဘူရာဘောလို့ပါအောင်အဖိုးစီလာရယ်လေဟုတ်ဟုတ်အမှတ်တရတွေပါရောရှိလိုက်အဲဘူရာဘောနဲ့အမှတ်တရကတော့သူတို့တေဘောကိုစကန်သိမ်းပြီးတော့အဲ့ သုံးမှန်းအဲ့တရောက်ရဲ့တနတ်ပေါ့နော်တပ်ပြန့်ယူမယ်ဆိုတဲ့ကိစ္စမှာဘူရာဘောကျွန်တော်တို့နဲ့ကျွန်တော်နဲ့အဲနောက်ကျွန်တော်ညီညီလေးတယောက်နဲ့ကျွန်တော်တို့ခေါ်ပြီးတော့ဒီဘိုးကြီးနဲ့လိုက်သွားပြီးတနတ်လိုက်ယူစစ်သုံးမှန်းဘိုးကြီးဟုတ်စစ်သုံးမှန်းတနတ်ဖွက်ထားတာဟုတ်ဒီဘိုးဘူးသူတို့စကန်သိမ်းနေပြီတဲ့အချိန်မှာအဲကျွန်တော်တို့သူနဲ့လိုက်သွားပြီးတနတ်တွက်လိုက်ယူပြီတဲ့ဆိုတော့ကျွန်တော်တို့လိုက်သွားပြီးတော့အဲဘိုးကြီးတနတ်ကိုတွက်လိုက်ယူပြီးတာပေါ့နော်အဲ့ဒါကတော့မမတ်ရတော့မယ်ဟိုသူနဲ့ အဲဟိုကြာကြာလေးနဲ့စကားပြောပြတယ်ပြီးတော့သူနဲ့လှုပ်လှုပ်ဘူးပဲအဲ့လိုမျိုးလေးတော့သူနဲ့နည်းနည်းဟိုလည်းဖြစ်ဘူးပဲဟုတ်ဟုတ်ကျန်တာတွေကတော့အဖိုးစီလာရင်လည်းခေါ်ထူးမေးပြောပါညာတော့ရှိပါပြီးတော့ဟိုကိုဥစ္စာလေးဆွမ်းနာကိုပြောပြောနေရတယ်မှာတော့ကြားလို့ကြားတယ်ဒါပေမဲ့ကျွန်တော်စကားအစားပြတ်သွားမှာကြောင့်လို့ဒီတခြားတိုက်ပွဲတွေ့ကြုံလေးအကိုဟိုအရင်မရှိဘူးဆိုတော့မှအကိုဂျုံရတဲ့ဟာလေးပြောသွားလေးလေးအဲအဲ့လိုမျိုး ဲပြီးပေါ့ကျွန်တော်တို့ဘယ်တယ်ဆိုင်နာမျိုးပေါ့တိုက်ဖို့မကြုံရဘူးပေါ့ကွာဒါမှသူတို့ဒီတေဘောဘိုးလုံးအောင်ဆိုလို့ရှိရင်လည်းစခန်းသိမ်းပြီးသွားပြီအဲဒီအချိန်မှာနောက်ရက်နောက်နေ့ရက်၃ရက်နေပြီးတော့သူတို့စစ်ကြောင်းတွေဟိုဘက်ကတက်လာတယ်ကြားတော့နော်တက်လာကြတော့ကျွန်တော်တို့သဆောင်တယ်သဆောင်တယ်ဟိုဘက်ကသူတို့အနက်တန်ကြားပြီးတော့သူတို့ဘက်ကနေပြီးတော့ဒါမှမဟုတ်ပဲစပစ်တာနေမှာ60ရေးပါးစပစ်တဲ့အတန်ကြီးပါးကြားအဲဒီအချိန်မှာ ျွန်တော်လူလုံးမကွဲသေးဘူးမြင်တော့ရေလိုရေလိုတော့ကြားနေရတယ်တွေ့နေရတယ်အဲဒီအချိန်မှာသူတို့စစ်ကြောင်းတွေပြန်လှည့်သွားတယ်မတိုက်လိုက်ရဘူးပေါ့နော်အဲလိုမျိုးတွေရှိတယ်ပြီးတော့ကျွန်တော်ကလှူရှာစစ်ကြောင်းအဲလိုပေါ့နောက်ပိုင်းထွက်တော့ဟိုကြားမလို့ဘူးက PDF စစ်ကြောင်းတွေအများကြီး PDF တွေစစ်ကြောင်းတွေအများကြီးရှိတယ်ကျွန်တော်တို့ကအဲ KNU စစ်ကြောင်းတွေကျွန်တော်ကလိုက်တာဟုတ်အဲရေးဘက်တို့ဘာလို့မှလဲအဲလိုပေါ့ဟိုသူတို့တက်လာပြီကျွန်တော်တို့ကလည်းသူတို့ လမ်းကြောင်းနဲ့ကျွန်တော်တို့ ਨੇ ထိတ်တိုက်ဖြစ်နေတယ်ဒီဒီရွာမှာသူတို့ရှိရဟုတ်ကျွန်တော်တို့ကလည်းဒီရွာရောက်နေအဲအဲ့လိုမျိုးပေါ့ဒီရွာရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းလို့ဖြစ်နေအဲ့ဒီအချိန်မှာဟိုမဖြစ်တော့မဖြစ်သွားဘူးပေါ့ကွာသူတို့ကလည်းစုတ်သွားတယ်ကျွန်တော်တို့ဘက်ကလည်းဟိုဒီတိုင်းပဲစัจจံနေတယ်အဲ့လိုပေါ့ဟိုအပေါ်ကအမိန်နဲ့မရသေးဘူးဒါလည်းဖြစ်မှာပေါ့ဟုတ်အဲ့လိုတိတိဆန်ဆန်ကြီးတော့ဟိုတိုက်တိုက်ဖြစ်သွားတာကြီးတော့မရှိဘူး လှုပ်ရှားစစ်ကြောင်းဖြစ်တဲ့အတွက်အဲလိုစစ်ကြောင်းလေးအချိန်ကြီးကျွန်တော်ကရှောက်သွားတယ်နေနေလိုက်လိုက်တယ်အဲလိုမျိုးတွေပဲပေါ့များတာဟုတ်အဲတောက်လျှောက်ကတော့တောထဲမှာပေါ့ဟုတ်တောထဲမှာတောထဲမှာဆိုတော့ဥစ္စာအကိုကိုယ်တိုင်လည်းဖြစ်ဖြစ်ဒါမှမဟုတ်အကိုဥစ္စာပေါ့အကိုကိုရဲဘော်ရဲဘက်တွေတွေရပဲဖြစ်ထိခိုက်တန်ရာရတာတွေပါရဲ့အာဒါမျိုးရှိလားอืมရှိတယ်ကျွန်တော်နောက်ဆုံးအခုမမရဆိုလို့ရှိရင်ကျွန်တော်ねဟိုပေါ့အတူတူပဲပေါ့เนาะဟို ဒီကျွန်တော်တို့တိုင်ရင်း29ကျွန်တော်တို့ခွဲငားမှနေခဲ့တယ်ကျွန်တော်နဲ့လည်းအတူတူပဲကျွန်တော်တို့ရဲစီရံနေရပေါ့ကျွန်တော်ညီတယောက်ဆိုလို့ရှိရင်အခုကိုလုံးကြီးချောင်းပြစ်ခံရတော့ဘောနော်ကိုလုံးကြီးချောင်းပြစ်ခံရဟုတ်ကိုလုံးကြီးမှန်ပြီးတော့အဲ့လိုပေါ့ကြီးခဲကြံခဲ့တာပေါ့ကြံခဲ့တော့အဲ့လိုသူဆိုလို့ရှိရင်ဟိုအဲ့လိုလက်ကနည်းနည်းကြိုက်တာတော့ဘာလို့ဖြစ်တာပေါ့ဟုတ်ချောင်းချောင်းပြစ်ခံရတော့ဟိုစစ်တပ်ကလာပြစ်သွားတယ်မြို့လား အဲ့တော့ဘယ်ရလို့ပြင်မှန်းတော့မသိဘူးဘောနော်ဒီအဲ့လိုအပြစ်ခံလာရတာဘောဒီလိုထွက်နေရင်လည်းအဲ့လိုဖြစ်သွားတာလေဟုတ်တော့ဒီတော့တော်နေမှာအဲ့ဒီ PDF လုံငယ်တွေနဲ့အခုနေကရှိခဲ့ရမျိုးတွေပါအဲ့လိုရှိလာရှင်ရောဟိုဘလို့ဘလို့မြင်လဲပေါ့ဗျာအမှန်တမ်းပြောရင်သူတို့တွေကလူငယ်ပဲရှိသေးတယ်ဗျာစစ်သားစစ်သားတွေမဟုတ်ဘူးဗျာအဓိကသူတို့ကျွန်တော်မြင်နေဆိုတာထက်သူတို့ရဲ့ဟိုနေပုံထိုင်ပုံဟိုပြောတာဆိုတာတော့လောက်ရကြိုင်တာဟို လူငယ်ပြည်ပြည်ပေါ့နော်သူတို့ကတော့နည်းနည်းပွင့်လင်းနေဟိုရဲတယ်ပေါ့နော်ရဲတယ်ဒီကတော့သူတို့ကဒီစစ်တပ်အာဏာသိမ်းတဲ့အတွက်သူတို့တိုက်ဖို့ပဲဟိုပေါ့အဓိကသူတို့နောက်ခေါင်းထဲမှာတည်တာပေါ့ကျန်တာအတွက်သူတို့နေမြဲတိုင်းမြဲသူတို့တိုက်ဆရှိတိုက်မယ်အဲဒါတည်ကြတာတော့သူတို့ဒုက္ခခံရတယ်ဆိုတော့တည်ကြတာပေါ့နော်အဲဆိုကျွန်တော်တို့စစ်တပ်ကနေသွားတဲ့လူတွေကောင်မှဟိုဘက်ရောက်နေချိန်မှာပူချမ်းမှန်းတည်တယ်ဟိုဒုက္ခတွေရပူ များတယ်ပေါ့နော်နေရထိုင်ရတာစားတောက်ရတာအစပူခက်ခဲတယ်ပေါ့အဲ့ဒါတွေကိုသူတို့ကစိမ့်တက်တက်ကြီးကြုံရတဲ့အချိန်မှာအဲ့မင်းသူတို့ကြော်လွားနိုင်တယ်ပေါ့နော်အဲ့ဒီတော့သူတို့စိတ်ကြကြတော့ဟိုရှင်းပြောရင်တတိလေကောင်းတယ်စိတ်ကြလေဟိုမာတယ်လို့ပြောအောင်ပေါ့နော်တော်တော်များများတော့မင်းကလေးတွေကစားပေါ့နော်ဟိုကျွန်တော်အခုဒီဘက်ထွက်လာပြီးရဲ့ချိန်ကြီးလဲအခုချိန်ကြီးကျွန်တော်နဲ့ဟိုအစားတွေတွေ့ရတဲ့လူကြီးအများကြီးကြံနေသေးတယ်ရှိသေးတယ် ထောင်နာစစ်ကြောင်းလို့ပါလို့မှာဆိုတော့တော်တော်များပါအဲ့လိုမျိုးရှိရဥစ္စာအဆင်လက်ရှိကိုဒီဘက်မှာဘာဘာကြီးလုံနေလဲပြီးတော့ဓာိုက်ပြီးတော့ရောအကိုဘာဘာလုံမယ်လို့စိတ်ကူးထားတော့ကျွန်တော်ဒီဘက်ရောက်လာပြီးတော့ကျွန်တော်ကတော့အခုအချိန်ကြီးတော့ကျွန်တော်စပိန်ပြင်နေတယ်နော်စပိန်ပြင်နိုင်လေးဖွင့်တယ်ဖွင့်ပြီးတော့စပိန်ပြင်နေ e-bike တွေပါတယ်အဲကိုနိုင်တဲ့ဘိုင်းကြီးလုတ်ပေးတယ် ဆိုင်ကယ်တို့ပါဆိုတဲ့အင်ဂျင်ဝိုင်းလဲတာတို့တာယာလဲတာတို့ကျွလဲတာအားလေးပေါ့အဲ့လိုမျိုးအလုပ်တွေတော့လုပ်ပြီးတော့ရှေ့ဆက်နေတာဒါကြီးပြီးသွားရင်ဒါကြီးပြီးရင်ဘာလုပ်မလဲဆိုတော့ကျွန်တော်ကတော့ဟိုအများကြီးစဉ်းစားထားတာတော့သိမရှိဘူးတေချာတခုတော့ကျွန်တော်ကျွန်တော်နိုင်ငံကျွန်တော်ပြန်ကျွန်တော်မြန်မာနိုင်ငံပြန်မယ်ပြီးရင်ကျွန်တော်အေးအေးဆန်းဆန်းနဲ့ဘဝကိုပေါ့နော်ဂျန်နေဟာကိုကျွန်တော်ဒီစီပဲဖြတ်တန်းနေတော့အရင်က ိုစိတ်ဖြစ်စီမှုတွေများတယ်ပရက်ရှာတွေများတယ်တိတ်လို့လည်းတာကြီးရဲ့ခေါင်းရှုံးခံနေတော့အေးစနေမဖြတ်တမ်းမှုစဉ်းစားတာ